လောကမှာကိုချင်းတရားနဲ့အသိပညာထူးခြားတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့ဘဝအတွေ့အကြုံဖြစ်ခဲ့ပုံတွေကိုမှတ်တရအနေနဲ့ပြန်ပြီးပြောပြတာဖြစ်တယ်သူတို့မိကြခဲ့တဲ့နှုတ်ထက်စကားလေးတွေဟာအခြားသောပုဂ္ဂိုလ်တွေအတွက်ဘဝသင်ခန်းစာရယူဖို့ အကျိုးပြုတဲ့အမတ်တရားစကားလေးတွေပဲဖြစ်တယ်။အဲ့ဒီမတ်တရားစကားလေးတွေကိုမှတ်သားပြီးတော့ကိုယ့်ရဲ့ဘဝမှာဘဝရဲ့ခိုင်လိုင်းလမ်းညွှန်ချက်အနေနဲ့အသုံးချမယ်ဆိုလို့ရှိရင်မိမိကိုမိမိဆုံးမနိုင်ပြီးတော့သူဟာကြည်ပွားတွတ်တမှုရကြတယ်ဆရာသမားမိဘတွေက ဆုံးမတယ်ဆိုတဲ့အတိုင်း လူတိုင်းလူတိုင်းဟာကိုယ့်ကိုယ်ကိုမဆုံးမသေးသည်မြကိုယ့်ကိုယ်ကိုမပြင်းသေးသည်မြဆရာမိဘတွေဘလောက်ပဲဆုံးမဆုံးမကိုယ့်ကိုယ်ဆုံးမနိုင်ပါသာလင်အရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုယ့်ကိုယ်တမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့သောဆရာမိဘရဲ့ဆုံးမကို나ယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒိမယင်ကြီးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ်ကိုယ်တိုင်ကိုယ်ကိုပြုပြင်နိုင်မှသာလေ။လောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြယုံတသက်မြတ်တာဖြစ်တယ်။ ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်ပြပြစုံနဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းนี่ရသဗျာကိုယ်တိုင်ကလည်းတရားတွေကိုတရိပ်ပေးတဲ့စကားမင်ချခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလှုပ်တဲ့လှုပ်တဲ့ကိစ္စတွေကိုမင်းတို့ဖြတ်ပြီးစူးစမ်းရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်သားဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုစကားဟာအလွန်ကိုမှန်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူ မလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်လူတွေဟာကိုယ့်ကိုယ်မဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုယ်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအသုံးကျတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခရင်နေသူဆိုလို့เนาะမြတ်စွာဘုရားကအတ္တာဟိကိရဒုတ်တမောဆိုကိုယ့်ကိုယ်ဆုံးမဖို့ကလွန်ခက်တယ်လို့ပြောတာသူများဆုံးမရတာလွယ်တယ်ကိုယ့်ကိုယ်ဆုံးမဖို့ကြတော့ခက်တယ်ဒုဆိုတာကိုယ့်ကိုယ်နိုင်အောင်ဆုံးမနိုင်လေမရှိကြဘူး သူများကသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုတိုင်ကသူများကိုဆုံးမတယ်လို့ကိုကိုတိုင်လိုင်းနာမှုချက်သုံးမှုကြတော့များစွာခက်ခဲတတ်ကြဒါကြောင့်မို့အပြောသမားဘုရားရောက်သွားတာတွေအများကြီးပဲနော်ရသော်ရရဲ့ဆုံးမမှာဆိုရထောဝါရီတထာကာရီတထာကာရီတထာဝါဒီဆိုအပြောနဲ့လှုပ်ဟာ ကို်ကြစေရမယ်လို့ဆိုတရားဟောတဲ့ဘုန်းကြီးတွေဒီပင်နေကိုဟောတဲ့တရားကိုပြန်နာရမယ်ကိုကြားရမယ်လို့ဆိုကိုအသာဟောပြီးတော့အဟောဘက်သာနေပြီးတော့ခေါ်တဲ့အတိုင်းကိုကမလိုက်နာဘူးဆိုလို့ရှိရင်ဒါအဟောတက်တက်အဟောတက်တက်အပြောတက်တက်နဲ့ဘာအကျိုးမှဖြစ်မှာမဟုတ်နော်ကောင်းကြီးချမ်းသာရနိုင်တာမဟုတ်ဘူးဒါကြောင့်ကိုဟောတဲ့တရားကိုပြန်ပြီးကြားရမယ် ကိုယ်ကိုယ်လိုက်နာကျင့်သုံးတာပဲဖြစ်ရယထာဝါရီတထာကာရီကိုပြောတယ်လို့ကိုကလုပ်ရမယ်လုပ်တယ်လို့လည်းပြောရမယ်လုပ်ထားတယ်လည်းပုံမပြောရဘူးသူတို့ဆုံးလို့ပေါ့နော်အပြောနဲ့အလုပ်ဟာနှစ်ထွေညီညာနေဖို့လိုတယ်လောကလူတွေကအပြောနဲ့အလုပ်ဟာညီကြတာမေတ္တာမရှာတယ်နော်အပြောနဲ့အလုပ်ဟာကိုင်းညီနေဖို့လိုတယ် ကိုပြောသလိုကိုကလှုပ်တယ်အပြောတက်တက်ကတော့ပြောရတာနဲ့လှုပ်ရတာပဲအလွယ်တော့ဆိုပြောရတာလွယ်တယ်လှုပ်ရတာခက်တယ်ဒါကြောင့်မို့အပြောနဲ့လှုပ်နဲ့ဟာလေလွဲချော်နေတတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်ဆုံးမသွန်သင်မှုတို့အရေးကြီးဆုံးကတော့ကိုယ့်ကိုရှင်ကျေးအောင်ဆုံးမမှုကိုယ့်ကိုလမ်းပြနိုင်မှုဒါဟာအရေးကြီးဆုံး အဲ့တော့ကိုယ့်ကိုဆုံးမဖို့ဆိုတာဘာတွေလိုအပ်တုံးဆိုပညာရှိတွေရဲ့ဆုံးမတွေများစွာသိဖို့လိုအပ်တယ်အဲ့ဒါကိုတုတလို့ခေါ်တယ်ဘဟုတုတဘဟုတသင်္ဆသိပင်္ဆဆိုတဲ့မြတ်စွာဘုရားရဲ့မင်္ဂလာတရားတော်တွေမှာကိုဟာသူတော်ကောင်းတရားတွေကိုများစွာကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ရကြားနာတယ်ဆိုတာသင်ယူတာပဲဖြစ်တယ်နာယူတယ်ဆိုတာသင်ကြားခြင်း သင်ယူခြင်းပဲဖြစ်တယ်။တရားပွဲတွေကျင်းပပြီးတရားနာတယ်ဆိုတာမြတ်စွာဘုရားပါရိဟောခဲ့တယ်လေဆိုတာကိုသင်ယူခြင်းပဲဖြစ်တယ်ပေါ့။ရှေးခေတ်ကနာနဲ့သင်ယူတာဖြစ်တော့ကြောင်းတုတ္တဆိုတဲ့အသုံးကိုပဲသုံးတာဖြစ်တယ်။ကနေ့ခေတ်တော့စာဥဒိယနဲ့ဖတ်လို့ရလား။တိုးတော့အဲ့ဒီစကလုံးကိုမပြောင်းတော့ပဲနဲ့တုတ္တလို့ပဲသုံးတယ်။ ကျမ်းစာရေးတဲ့အခါမှာစဉ်းစားကြည့်ဂိဋ္ဌခေစာအုပ်ပြုစုတယ်စာရေးဆရာလို့ပဲခေါ်တယ်ရှေးခေတ်ကတော့ပေပြပိုက်ပုံမှာရေးချစ်တာရေးချစ်ပြီးတော့ဖတ်ပြတဲ့အလုပ်မျိုးရှေးခေတ်က မလုပ်ဘူးမြတ်စွာဘုရားလက်ထက်ခေါ်ခါလာတော့ကနှုတ်တဲ့ချပေးတဲ့ဤလန်းနဲ့သွားတာဂိဋ္ဌခေတ်ထီအောင်အဲ့ဒါကမပြောက်သေးဘူးလို့ခေါ်တယ် နှုတ်တဲ့တင်ပေးတာကို oral tradition လို့ခေါ်တယ်။အဲ့ဒီ oral tradition ဆိုတာတစုံတစမြန်မာနိုင်ငံမှာလည်းကျန်းနေတော့မှဖြစ်တယ်။ကလေးလေးတွေကိုဣတိပိတော်ချပေးတယ်။တပ်ပုတ်တွေတင်ပေးတယ်ဆို oral tradition အဲ့ဒီ oral tradition ဟာအလွန်တမိုးချီမာတာဖြစ်တယ် ကလေးတွေကိုပုံပြောတယ်ဆိုတာလည်းပဲသင်္ကန်းစာရအောင်သူတို့သင်ပေးတဲ့သဘောနားနဲ့နားထောင်ပြီးတော့သူတို့ရင်ထဲနှလုံးထဲရောက်တော့လို့အဲ့တော့တုဒ္ဒဆိုတဲ့စကားလုံးဟာကြားယုံတက်တက်မဟုတ်ပဲနဲ့သင်ယူခြင်းဆိုတဲ့အဓိပ္ပာယ်ထည့်အောင်ရရှင်နနမထေမြတ်ကမြတ်စွာဘုရားဟောတဲ့တုတ်တန်တွေပြန်လည်ပြီးတော့ တန်ခါနာတင်တဲ့အခါမှာသူကမိတ်ဆက်တဲ့အနေနဲ့ပြောတဲ့စကားလေးကပါလေတော့ဆိုဧဝံမေတုတံသူပြောခဲ့တဲ့စကားတာဧဝံမေတုတံဆိုတာအခုပြောမဲ့စကားလေးဟာသူကိုယ်ပိုင်စကားလေးမဟုတ်ဘူးတဲ့မြတ်စွာဘုရားရှိကသင်ယူထားတဲ့စကားလေးသာဖြစ်တယ်လို့သူဆိုလို့တယ်သို့တော်စကားလုံးသုံးတဲ့အခါမှာတုတ္တလို့သုံးတုတ္တကို ကနေ့ခေတ်အင်္ဂလိပ်လိုပြန်တဲ့အခါမှာသတ်ဆိုင် have heart ကြားခဲ့တယ်လို့ဖတ်တာပြန်လာကြားတယ်ဆိုတာမတမပေါ့သွားသူများပြောတာကြားလိုက်တယ်ဟိုတိရစ္ဆာန်นี่អော်တယ်ခွေးဟောင်းမှန်ကြားလိုက်တယ်ကြက်တော်သံကြားလိုက်တယ်ငှက်អော်သံကြားလိုက်ကြားတာတွေအများကြီးရှိတယ်လीနားထဲမှာကြားတာ အခုအေယုံမေတုတံယခုကဲ့သို့ကြားတယ်ဆိုတာဒါအဓိပ္ပာယ်မပြည့်စုံတဲ့စကားဆွလို့တဲ့အဓိပ္ပာယ်ကအေယုံမေတုတံအခုပြောတဲ့အတိုင် သူကိုယ်တိုင်နာယူမှတ်သားရှင်းတဲ့နှလုံးထဲမှာဆောင်းထားအပ်တဲ့တရားဖြစ်ပါတယ်လို့ပြောတယ်သူကိုယ်တိုင် သင်ထားတာဒါကြောင့်မို့ဘောဓုတ္တကို great lanet လို့ဘာသာပြန်တယ်အဲ့ဒီဘာသာပြန်မှာမှန်တယ်ပေါ့နော် ညာစွာတင်ကြထားတဲ့ပုဂ္ဂိုလ်သုတစွာအခုเจ้าနေမှာပညာသင်နေတာဒါသုတလို့ခေါ်တယ်တကယ်တော့ပညာသင်တယ်လို့သာပြောတာပညာမဟုတ်သေးဘူးသုတပဲရှိသေးတယ်အเจ้าရာတွေအင်္ဂလိပ်လို subject matter လို့ခေါ်တယ်အเจ้าရာတွေကိုသင်ပေးတာအဲ့ဒီအเจ้าရာတွေသင်ပေးတာပညာမဟုတ်သေးဘူးပညာရဖို့အတွက် စဉ်းစားစရာတွေကိုပေးတာလည်းဖြစ်တယ်။စေတက္ကသိုလ်မှာသင်တာပဲဖြစ်စေအရာတက္ကသိုလ်တွေမှာသင်တာပဲဖြစ်စေသင်သင်သမားတွေဟာ subject matter တွေကြီးပဲသင်ပေးတာ။အဲ့ဒီ subject matter တွေကိုလက်တွေ့